မင်္ဂလာပါဗျာ Rider Dash ဖူဖူလွန်လေးရနေပြန်လဲကြိုးဆိုပါရယ်ကိုရက်စာတို့ဒီနေ့ရတော့တဘာဝအနေရတဲ့အယောင်လေးနဲ့ပဲဒီမုံလို့ရေပေါ်ကိုလှုပ်ဆောင်มาဖြစ်ပါတယ်ပထမအဦးဆုံးဒါအယောင်ရယူဖို့အတွက်ဒါအောင်မဲညိုဖြစ်ပါတယ်အောင်မဲညို6ထပ်တာကိုဒီရေနဲ့တန့်စီအောင်ဆေးကြောပေးပါမယ်ပြီးရင်ဒီရေနွေးလေးနဲ့ဒီအောင်မဲညိုကိုစိမ့်ပြီးတော့အယောင် ထွက်လာအောင်လှုပ်ပေးပါမယ် ဒါကတော့စွန်းမွေးရက်ဖြစ်ပါတယ်ဒီစွန်းမွေးရက်ကိုဒီကိုရစားတို့ဒီကက်ကြီးလေးနဲ့ကိုက်ပြီးတော့ရေနဲ့တန့်စင်သွားအောင်နှစ်ထပ်သုံးထပ်ခန့်ဆေးကြောပေးပါမယ်ကိုရစားတို့ဒီရေစစ်ပြီးရရှိလာတဲ့ဒီစွန်းမွေးရက်တွေကိုဒီဘလန်ဒါနဲ့ရေနဲ့ထည့်ပြီးတော့ချိန်ပေးလိုက်ပါမယ် ချိန်ပြီးရရှိလာတဲ့ဒီစွန်းမွေးရဲ့အရေကိုစကားလေးနဲ့စစ်ပေးလိုက်ပါမယ်ဒီစကားနဲ့စစ်လိုက်ပြီဆိုရင်တော့စွန်းမွေးရဲ့ဒီအရေလေးရရှိလာပြီဖြစ်ပါတယ်ကွယ်စားဦးဒီမွန်လို့ပြောလို့တဲ့နေရာမှာတဘာဝအယောင်လေးတွေအသုံးပြုတဲ့အတွဲကျမ်းမာရေးနဲ့ပို့ပြီးတော့ညီညွတ်ပါတယ်။ဒါကတော့ဒီမွန်လို့ပြောလို့တဲ့နေရာမှာပါဝင်ပစ္စည်းဖြစ်တဲ့ကောင်းချင်းမုံကိုဆန်ချင်းနဲ့ခွက်နဲ့လေးခွက်ထည့်ထားဖြစ်ပါတယ်။ဒီဘက်ကတော့အောင်မဲညုံနဲ့စုံမွေရွက်ကိုအရေးညှစ်ထားတာဖြစ်ပါတယ်။ ဒါကတော့ထညက်ကိုတည်တည်လေးတွေချမ်းထတာဖြစ်ပါတယ်။ပါဝင်ပစ္စည်းအလုံးအစင်သေးဖြစ်ပြီဆိုရင်တော့ကိုရဆာတို့ဒီကောင်းချင်းမုံကို၃ပုံပုံပြီးတော့ဒီတပုံချင်းစီကိုရေလေးအနှဲ့ငယ်ထည့်မယ်။စားလေးအနှဲ့ငယ်ထည့်ပြီးတော့မုံနှစ်ရအောင်လှုပ်ပေးပါမယ်။ကိုယ်စားတို့ဒီကောင်းချင်းမုံမုံနဲ့နှဲတဲ့နေရာမှာရေကိုလိုသလောက်ဖြည်းဖြည်းချင်းစီထည့်ပြီးတော့မုတ်သားစီးတဲ့အထိနှဲပေးရပါမယ်။ ွဲစားတော့မုတ်သားနှဲတဲ့နေရာမှာတည်တည်ရှာလေးနှဲပြီးတော့ဖိပေးနိုင်မှမုတ်သားကောင်းလေးရရှိမှဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ဒီစီစားစီအနေငယ်ထည့်ပါမယ်။ဒီလိုစားစီအနေငယ်ထည့်လိုက်ခြင်းအပြင်မုတ်သားရဲ့ဒီစီးပိုင်မှုဒီလိုမုတ်လုံးရေပေါ်လုံးနဲ့နေရာမှာပို့ပြီးတော့အဆင်ပြေမှာဖြစ်ပါတယ်။ဒီမုတ်သားနှစ်ကလေးအနေငယ်ယူပြီးတော့မုံလုံးရေပေါ်ဆန်းလုံးကြည့်လို့အဆင်ပြေပြီဆိုရင်တော့ဒါမုတ်သားအနှစ်ကောင်းကောင်းရပါပြီ။ ကွက်ဆာတို့ကြံတဲ့မုတ်သားနဲ့နှစ်ပုံကိုဒီအောင်မဲညိုနဲ့စိုးမွေးရထည့်ပြီးတော့နှဲပေးပါမယ်။ကဲဒါတော့အစင်းသင်းရရှိလာတဲ့မုတ်သားနဲ့ကလေးဖြစ်ပါတယ်။အားလုံးစင်သင်းဖြစ်ပြီဆိုရင်တော့ဒါမုံလို့ရေပေါ်လုံးပါမယ်။မုံလို့ရေပေါ်လုံးဖို့ဒီမုတ်ကိုပြားပြီးတော့အဲထညာကလေးကိုဌာပနာထည့်ပေးလိုက်ပါမယ်။ပြီးရင်လုံးနေအောင်သေးချာလေးဒီလိုမျိုးလေးလုံးပေးပါမယ်။ ဒါကတော့အအစင်သစ်လုံးပြီးသားရရှိလာတဲ့မုံလုံးရေဘော်ဖြစ်ပါတယ်မုံလုံးရေဘော်တွေကိုတက်နိုင်သလောက်စိုက်ကလေးတူအောင်လုံးပြင်းခြင်းအဖြစ်ဒီမုတ်ကလေးတွေကိုပိုလှစေပါတယ်ယေစုအိုရေပွက်လာပြီဆိုရင်တော့စောနာကလုံးထားတဲ့မုံလုံးရေဘော်များကိုထည့်ပေးလိုက်ပါမယ်ဒီမုံလုံးရေဘော်ကကြက်ပြီဆိုရင်တော့ရေဘော်ပေါ်လာပါတယ်ရေဘော်ပေါ်လာပြီဆိုရင်တော့ဒါမုတ်မုံလုံးရေဘော်ကြက်တဲ့အတွက်ဆယ်ပေးလိုက်ပါမယ် ကွဲစားတို့ဒီဆယ်ပြီးရရှိလာတဲ့မုံလုံးကြီးပေါ်တွေကိုရေအေးအေးမှာခဏထပ်စိန်ပေးပါမယ်ဒါမှမဟုတ်သားတစ်လုံးနဲ့တစ်လုံးမကတ်မှာဖြစ်ပါတယ်ဒါတော့အယောင်စုံလင်စွာရရှိလာတဲ့မုံလုံးကြီးပေါ်လေးတွေကိုအပေါ်ကနေပြီးတော့အုံဒီလေးဖြူးစားမှာဖြစ်ပါတယ်ကွဲစားရဲ့ဘလော်လေးကိုကြည့်ရှုပြီးတော့ဒီတကြံပိတ်ရမှာမုံလုံးကြီးပေါ်လိုက်လှူစားနိုင်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးလို့အများကြီးကျေးဇူးတင်ပါတယ်